တက်လိုက်ကြရတယ်အမြုံကင်းရော sorry မာလို့ကားတော်တော်လေးမြင့်တာပေါ့နော် BYD showroom ရှိကိုရောက်နေတာဖြစ်ပါတယ်။ဟော၄ရောင်ကျနေတဲ့ဒီဇိုင်းကလည်းကားရဲ့ look ကိုတော်တော်လေးမိုက်နေတာကိုခံစားရတယ်။နင်တော့အမြင်တော့မဟုတ်ဘူးပေါ့နော်။ Hello အားလုံးမင်္ဂလာပါ။ Auto Blog ဘိုင်လေးရမှာကြိုဆိုပါရစေ။ကျွန်တော်အခုရောက်ရှိနေတာကတော့ EV မှာဆို BYD ပေါ့နော်။ BYD showroom ကကျွန်တော်ပုံမှန် EV ဆလုံးဆိုင်တွေမဟုတ်ဘဲနဲ့ကျွန်တော်အခုဒီနေ့ပွဲမှာထူးထူးခြားခြားလေးဖြစ်နေတာက BYD ရဲ့ Chassis Model Pickup Version ပေါ့နော်ဒီကားလေးရဲ့ရုပ်ထွက်ပိုင်းကိုအရင်ကြည့်မှာဆိုရင်ဒီကားရဲ့ရုပ်ထွက်ကလောကကျွန်တော်တို့ပုံမှန် Pickup ကားဒီဇိုင်းနေနဲ့မတူဘဲနဲ့ Ford Raptor ရဲ့ဒီဇိုင်းပုံစံမျိုးလေးဖြစ်နေပြီးတော့သူ့ရဲ့ Signature ဒီ Full and LED data running light ပါဝင်လာတာကိုတွေ့ရမယ်အလဲမှာဆိုရင်လည်း BYD logo ကြီးနဲ့အတူအလဲမှာဆို360 camera ပါဝင်လာပြီးတော့ intelligent LED projector headlight ကိုအသုံးပြုထားတာကိုတွေ့ရမယ်ပြီးတော့ ဒါပေမဲ့သူမှ form light ကကြတော့ဒီမှာအနှဲငယ်သေးနေတယ်လို့ခန်းစားရတာပေါ့နော်ပြီးတော့ဒီ bumper မှာဆိုရင်လည်းအမဲနဲ့ nickel ကိုလုံအောင်ပေါင်းဆက်ထားတဲ့ color လေးနဲ့အရှိပိုင်းရုပ်ထွက်ကို ကြည့်ရတာက လုံအောင်ချမ်းချမ်းတက်တန်းနဲ့ off road car ဆန်တဲ့ပုံစံလေးကိုဖြစ်နေတာကိုခန်းစားမိရတာပေါ့နော် okay ဘေးဘက်ကိုတစ်ချက်လောက်ကြည့်ရအောင်ဘေးဘက်ကိုတစ်ချက်ကြည့်လိုက်ရင်အရင်ဆုံးခြေလာနဲ့ထင်းနေတာ over fender over fender က matte color နဲ့အနှဲရောင်ပဲဒီဇိုင်းဆင်ပေးထားပြီးတော့ကျွန်တော်အလွိုင်းကဆိုရင်လည်းဆက်ရှိလက်မှာအလူမီနီယံကိုအလွိုင်းကိုအသုံးပြုပေးထားပြီးတော့ တန်းကကြတော့ဒါ continental ရဲ့ဒါ cross tire ကိုအသုံးပြုပေးထားတယ်။အောက်က suspension ကလည်းအတော်တော်လေးမြင့်လာလို့တွေ့ရတယ်။ပြီးတော့ဘက်မှန်ဆိုရင်ဘက်မှန်ပြီးတော့ပါဝင်လာပြီ360 camera ပါဝင်လာမယ်။အပေါ်မှာဆိုရင် rear view ပါဝင်လာပြီးတော့အောက်မှာဆိုရင်လည်းကျွန်တော်တို့ဒီခြေကျော်တန်းလေးပါဝင်လာတာကိုတွေ့ရမယ်။ဒီကားလေးက engine power 1.5ဖြစ်ပြီးတော့ plug-in hybrid ဖြစ်တဲ့အတွက်ကြောင့်ဒီမှာအသွင်းပေါက်ပါဝင်လာတာကိုတွေ့ရမယ်။ Okay ဒီကားရဲ့အနောက်ဘက်ကိုတစ်ချက်ရှင်းလိုက်မယ်ဆိုလို့ရှိရင်လုံးဝဟိုမိုက်နေတာကျွန်တော်တို့ဒီ full LED design ပေါ့နော်။ ဒီအလေးတွေဒေးလိုက်ပြီးอ่ะဘေး break မီရနေပြီးတော့အလေအထိဒဏ်နဲ့ဖြစ်နေတာတွေ့ရပြီးတော့အလေမှာဆိုရင် BYD ဟိုစာသား train ထားတာကိုတွေ့ရမယ်ပြီးတော့ဒီမှာ360 camera ပါဝင်လာပြီးတော့ Ori drive ဒီက Ori drive ဖြစ်တဲ့အတွက်ကြောင့် demo Ori drive ဟို logo လေးပါမယ်ပြီးတော့ BYD share sit ဆိုတဲ့ logo ပါဝင်လာပြီးတော့ဒီပန်ပါမှာဆိုရင်လည်းမီလုံးလေးနှလုံးပါဝင်လာတာကိုတွေ့ရမယ်ဒီကနောက်ဖုံး train ရဲ့ cloud ကလေးကထူးခြားပြီးတော့ဘယ်မှာတွေ့ရမလဲဆိုရင်ကျွန်တော်ဒီမှာ mechanic ကြတာနဲ့အော်တိုကြာလာမှာဖြစ်ပါတယ်ပြီးတော့ ဒီအထွေငန်း storage space ရဆိုရင်လည်း2400 kg လောက်ဝင်ဆန့်ပြီးတော့တော့ဒီမှာဆိုရင်အာဒီမောက်3ပေါက်နော်နော်အာ3ပင်အာဒီမောက်3ပေါက်ပါဝင်လာတော့တွေ့ရမယ်ပြီးတော့ဒါရီမောက်ဝေးပန်းနဲ့အထဲမှာ lighting လေးပါပြီးတော့ဒီ lighting လေးတွေကိုအဖွင့်ပိတ်လုပ်မယ်ဆိုလို့ရှိရင်တော့ဒီကခလုတ်ကလေးကနေပြီးတော့အဖွင့်ပိတ်လုပ်လို့ရအောင်တွေ့ရမယ်နော် okay အနောက်ခန်းကတော့ဒီလောက်ပါပဲကျွန်တော်အတူအတွင်းခန်းကိုဒီချက်လောက်လိုက်ကြည့်လိုက်ရအောင်နော် โอเคဒီကားတွေကိုစဝင်တက်လိုက်ကားလည်းအမြုံကင်းရော sorry မလားကားတော်တော်လေးမြင်းတာဗောနော်တော်တော်လေးမြင်းနေကျွန်တော်တို့၅ပြီ8930ရဲ့အရာလောက်ရှိတဲ့လူတော်မှာပဲတော်တော်လေးတက်ကြတယ်ပြီးတော့ဒီကားရဲ့အတွင်းမှာအိန္ဒိယဒီဇိုင်းကိုကြည့်လိုက်မယ်ဆိုရင်လုံးဝ off road ကိုမှလုံးဝဘယ်လိုပြောရမလဲအော်ကြမ်းတမ်းနေတဲ့ပုံစံကြီးနဲ့ခံစားရတယ်အဓိကကတော့သူဒီမှာအတုံးပြုတ်ပေးထားတဲ့လေသာဒါပေမဲ့ဒီကားမှာဆိုရင်လေသာအမဲအောင်တက်အောင်နေပဲအတုံးပြုတ်ပေးထားတာဖြစ်ပြီးတော့ကျွန်တော်တို့ ဒီအရှိမတွေ့ရတဲ့ဒီမှာပိတ်ခတ်ကားနဲ့မတူအောင်ကိုပဲအသုံးပြုပေးထားတယ်ဒီမှာ headlight display ပါမယ်ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒီဒီ blind spot sensor ပေါ့နော်ဒီ camera တွေပါဝင်လာပြီးတော့အလင်းမှာဆိုရင်ဒီမှာ rotate လုပ်လို့ရတယ်ကျွန်တော်တို့ဒီ15လဲမှာ infotainment screen ကြီးပါလာပြီးတော့အထဲမှာဆိုရင်သူ့ရဲ့ intelligent function တွေပါမယ် safety function တွေပါမယ်ဒါတွေကတော့ကျွန်တော် thai language နဲ့ဆိုတော့ကျွန်တော် detail တော့ပြောမပြတော့ဘူးပေါ့နော် ပြီးတော့နောက်ထပ်အလင်မှာဒီထူးကြတာကကျွန်တော်ဒီ look ကိုမြင်တော့ကျွန်တော် for 4 Raptor ရဲ့ interior design နဲ့တွားပြီးတော့ဆင်နေရအောင်ဟိုစိတ်ထဲမှာခံစားရတယ်ဗောနော်ဘာလို့လဲဆိုဒီမှာသူ့ကိုအသုံးပြုပေးထားရဲ့ဟို color color tone design နေပြီးတော့ဒီမှာ dual air con ဖြစ်သွားမယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ wire လဲ charging ပါပြီးတော့ SC sensor လေးပါဝင်လာတာကိုလည်းတွေ့ရတာဒီ model မှာထူးခြားတဲ့ clip ဗောနော်ဒီမှာဆိုအလယ်မှာဆိုရင်လည်းကျွန်တော်တို့ဒီ gear button ပါမယ်ဒီဘက်မှာကျတော့ ကျွန်တော် Aircon Adjust Cloud တွေပါမယ်ဒီဘက်မှာဆိုရင်လည်းဒါ Driver Mode မှာဒါဆိုရင် Off Road Parking နဲ့ဒီမှာကျွန်တော်တို့ဒီမှာ Snow Function အသုံးပြုလို့ရတဲ့ Mode တွေပါဝင်လာမယ်ပေါ့နော်ပြောဒီဒီလုကိုကြည့်လိုက်ဒီလုကိုကြည့်လိုက်ရှင်ဒီမှာခန်းစားနေရတဲ့ feeling ကမသိရင်လင်းရင်ဒစီရဲ့အထွေပိုင်းမှာထိုင်ပြီးတော့ခန်းစားနေရတဲ့ feeling မျိုးကောင်းကောင်းပေးတဲ့ design ပေါ့နော်အလယ်မှာဆိုရင်လည်းကတ်ဟိုရပါမယ်ဒီမှာဆိုရင်ကျယ်ဝန်းနဲ့ဒူဘောက်ပါဝင်လာပြီးတော့အထဲမှာဆိုရင်ဒူဘောက်ရဲ့အထဲမှာဆိုရင် တိုက်စီပေါက်ပါမယ် USB ပေါက်နဲ့တွဲဖို့ဒီအားသွင်းတဲ့ပေါက်ပေါင်ရတာကိုတွေ့ရမယ်ပြီးတော့ဒီခုံမှထိုင်ပြီးတော့ခံစားရတဲ့ feeling ကကြတော့ off road car တစ်စီးလို့ဆိုပေမဲ့လုံးဝ leather ရဲ့ခုံရဲ့ design ရဲ့အသုံးပြုပေးထားတာကလုံးဝ salon car တစ်စီးမှခံစားနေရတဲ့ခံစားမှုမျိုးကိုရရှိရပါတော့ပြီးတော့ဒီမှာ steering မှာအသုံးပြုပေးထားတဲ့ leather ဒီမှာ steering volume control ပါမယ်ဒီဘက်မှာဒီ lane departure ရော mode function တွေပါဝင်လာတာကိုတွေ့ရအောင်မှာပေါ့နော်ပြီးတော့ ဒီအပေါ်မှာဆိုရင်လေ make camera ပါမယ်အပေါ်မှာ speaker အသေးလေးတစ်ပေါက်ပါမယ်အလင်းမှာဆိုရင် sunglasses တွေနဲ့အဲမှာဆိုရင်ကျွန်တော် touch လုပ်ပြီးအသုံးပြုလို့ရတယ်ဒီ mic cloud လေးပါမယ်ပေါ့နော်ဒီကောင်လေးကကျွန်နှစ်ဆင့်ပြဟိုလုံးဝအရှင်းပိတ်လို့တော့မရဘူးဒါမဲ့တစ်ချက်ထိလိုက်ရင်ပို့ပြီးတော့မီးရပို့လင်းလာမယ်နောက်တစ်ချက်ဆိုရင်ဒီမှာနည်းနည်းလေးမှိန်သွားတာကိုခံစားရပေါ့နော်ပြီးတော့ဒီမှာလည်း speaker ပါဝင်လာတာကိုတွေ့ရမယ်နောက် leather leather ဆိုရင်လည်း လုံးဝ off road နဲ့ sport နဲ့ပေါင်းစပ်ထားသလားမှန်အောင်မင်းလုံးဝသူ့ရဲ့ခုံဒီဇိုင်းကြီးနဲ့လေသာအသုံးပြုပေးထားတာကြီးကတော်တော်လေးကိုမိုက်တယ်ဒီအရှိမကြီးလိုက်မယ်ဆိုရင်လည်းဟိုအောက်မှာဒီပုံမှန်ကားတွေမှာပါနေကြ storage space တခု ပါမယ်ဒါတွေမဟုတ်သေးပဲနဲ့ဒီအပေါ်မှာဆိုရင်လည်းကျွန်တော်ဒီ space phone တို့ဘာတို့အဆင်ပြေအလွယ်တကူတင်လို့ရအောင် space လေးလုပ်ပေးထားတာလေးကတော်တော်လေးမိုက်တယ်ဗောနော် နောက်တစ်ခုအနေနဲ့ကတော့ဒီကားကဒီ Dyna Audio Sound System ကိုအသုံးပြုပေးထားတာတွေ့ရတယ်။ Okay အခြေပိုင်းကလည်းတော်တော်လေးစုံလင်သွားပြီဆိုတော့အနောက်ခံကိုဒီချက်လောက်သွားကြည့်လိုက်အောင်။ကားရဲ့ interior မှာအနှိမ်အောင်လုံးဝအသုံးပြုပေးထားတာ ਨੇ ဒီလက်ကင်တို့ဘာလို့ဟိုနေရာလေးတွေမှာဒီ matte color အသုံးပြုပေးထားတာလေးကကားရဲ့အတွင်းပိုင်းဒီဇိုင်းကို off road တင်မှာ sporty လို့ဖြစ်တဲ့ဇိုင်းကိုလုံးဝဟိုအထင်းနေတာကိုတွေ့ရတယ်ပြီးတော့အပေါ်မှာတော့ဒီမှာတော့ဘာမှမရှိဘူးဒီအလယ်မှာဆိုရင်အာဒီမှာ dual aircon ပေါ့ပါမယ်ဒါကတော့ manual ပဲပေါ့နော် ပြီးတော့ဒီမှာ storage space အသေးလေးပါဝင်လာမယ်အောက်မှာဆိုရင်ဒီဘက်မှာပုံမှန်တိုက်စီဘောက်ပါမယ် USB ပေါင်းတယ်ဒီအလယ်မှာဆိုရင်ဒီမှာထူးခြားစွာရဲ့အဲကျွန်တော်ဒီကားကပုံမှန်ကားရည်နဲ့မတူဘဲနဲ့အလယ်ကကျွန်တော်ပုံမှန်အားသွင်းတဲ့ဘောက်ခေါင်းပုံစံမဟုတ်တော့ဘဲနဲ့ဒီမှာဆိုရင်3ပင်ကောင်းလေးပါဝင်လာတာဒီကားမှာအားသာတဲ့ချက်လေးပေါ့နော်ကျွန်တော်လည်းဒါလည်းဒီချက်လေးကိုကျွန်တော်ကြိုက်ပါတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ဟိုခေါင်းလေးမဝယ်ဘဲနဲ့ကျွန်တော်ပုံမှန်3ပင်ပေါက်ကလေးနဲ့ထိုးလိုက်မယ်ဆိုရင်လည်းဒီဟာအလွယ်တကူအသုံးပြုလို့ရတယ်ပေါ့နော် အနောက်ခံခုံနေရလဲတော်တော်လေးကျယ်ပြီးတော့ဒီမှာအသုံးပြုပေးထားတဲ့လေသာဆိုရင်လည်းအရှင်းနဲ့တူတူပရီမီယံလုံးဝဆန်လုံးပြီးတော့ဒီဇိုင်းပိုင်းကလည်းအရှင်းနဲ့လုံးဝကွန်ဘိုင်းနေးရှင်းဖြစ်တယ်ပေါ့နော်အလယ်မှာဆိုရင်ကျွန်တော်လက်တင်နန်းပါမယ်ပြီးတော့ဒီမှာကတ်ဟိုရာလေးလည်းပါတဲ့အတွက်အနောက်ခံမှာစီးရဲလူကလည်းပစ်ကန်တစည်းပေါ်မှာထိုင်နေရတယ်မတူဘဲနဲ့လုံးဝ full size luxury SUV တစည်းပေါ်မှာထိုင်နေတဲ့ခံစားချက်မျိုးကိုရရှိရပေါ့နော်အဲဒီ feeling ကိုပေးစားရင်လည်းကားလေးတစည်းတော့ဖြစ်တယ်ကျွန်တော်အနေနဲ့တော့တော်တော်လေးကြိုက်တယ်โอเคနောက်ခံမှာတော့အခြားတော့ဘာမှမရှိတော့ဘူး ဒီလောက်ပါပဲဥပအောင်အနေနဲ့ပြောရမှာဆိုရင်ဒီကားရဲ့ဗီနီယာကြီးကြီးဗျာ face design ကိုဝဲကြီးကြီးဘေးဒီဇိုင်းကိုဝဲကြီးကြီးအနောက်ကအစနောက်ဆုံးကျွန်တော်တို့အတွင်းကမှာအသုံးပြုပေးထားတဲ့ဒီ off road ဆန်ဆန် luxury load နဲ့အတူအတွင်းကရဲ့ကျယ်ဝန်းတဲ့အနေအထားတွေကိုကြည့်မယ်ဆိုရင်လည်းဟိုပုံမှန်လေးကိုပြောကျွန်တော်တို့ကပဲဒီကားကိုဒီနေရာမှာလိုချင်တဲ့စိတ်ကိုခံစားမိရပါတော့။အကယ်၍ကျွန်တော်တို့ဒီကားကကျွန်တော်မြန်မာနိုင်ငံကိုဖြည့်သွင်းခဲ့မယ်ဆိုရင်လည်းဟို off road ကချစ်သူတွေအနေနဲ့ပထမဆုံးစဉ်းစားသင့်တဲ့ကားလေးတစ်စီးဖြစ်တယ်လို့ကျွန်တော်အနေနဲ့ recommend ပေးခြင်းပါတော့။ ဒီဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကိုလက်ပါ